ဒီတခါ Telegram ကောက်ပြတ်သွားတာနဲ့ဖုန်းနံပါတ်ပါဘဏ်ခရရတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အယူခံဝင်လေးကိုပြောရပိုက်တော့မှဖြစ်ပါတယ်ခင်ဗျဟုတ်ပြီဒါဆိုရင်ကျွန်တော်အယူခံဝင်ခင်မှာတခုကြိုပြီးတော့ပြောထားချင်တာကဗီဒီယိုလေးကိုကြိုပြီးတော့မကြည့်ဘဲနဲ့တိတိကျကျအဆုံးလေးကြည့်ပြီးတောင်းဆိုပေးရစီဘာကြောင့်လဲဆိုရင်ကျွန်တော်ပြောပေးဟာရနည်းနည်းလေးရှုပ်တာမလို့တိတိကျလေးကြည့်ပြီးမှနားလည်မှာမလို့ပါ ဟုတ်ပြီဒါဆိုရင်ဗီဒီယိုလေးကိုဆက်လိုက်ရအောင်အရင်ဆုံးကျွန်တော်က Telegram နဲ့ကိုတစ်ချက်ဝင်ပြပါမယ်ဒီမှာကျွန်တော်ကိုဖုန်းနံပါတ်ဘန်ခံနိုင်ရတယ်ဆိုပြီးတော့ပြထားပါတယ်ပြီးတော့ဒီကောက်ကလည်း၃နေလန်နဲ့ဖြတ်ခံနိုင်ရတယ်ကိုယ်တိုင်ဖြတ်တာမဟုတ်ဘဲနဲ့သူတို့ကဘယ်လိုပြောမလဲသူတို့အကြောင်းမျိုးကြောင့်သူတို့ဖြတ်လိုက်တယ် ခရပီတော့ကျွန်တော်တို့ကအကောက်ထပ်ဖွင့်လို့မရအောင်ဖုန်းနံပါတ်ကိုကဘန်းဘန်းလိုက်တယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးသူတို့ပြောထားတာက Telegram ကောက်ကိုဖျက်မိလို့ပဲဖြစ်ဖြစ်ဖျက်ပြစ်လို့ပဲဖြစ်ဖြစ်အကြောင်းမျိုးကြောင့်ပြက်ပြက်ဘယ်လိုပဲပြက်ပြက်ပြန်ယူဖို့နင်းလက်မရှိဘူးလို့သူတို့ကပြောထားပေါ့သူတို့ကအကောက်ကိုလုံးဝပြန်မပေးဘူးဒါပေမဲ့ကျွန်တော်တို့ကမှစူးစမ်းပြန်ငွေတော့ရှိတယ်ဆိုပြီးတော့အဲ့လိုကြော်ထားတယ်ဒါကြောင့်ကျွန်တော်တို့ကလည်းစူးစမ်းပြန်ငွေရှိရဆိုရင် အေကံဝင်ဖို့အတွက်သူ့ကိုတပ်ပြီးရောအေကံဝင်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီဘန်းနေတဲ့ဖုန်းနံပါတ်ကို copy ပြီးတော့အေကံစာတစ်စောင်ရေးမယ်ရေးပြီးတော့ဒီမှာကျွန်တော်တို့ဖြည့်ပြီးမယ်ဒီလိုဒီလိုပုံစံနဲ့ဖြည့်မယ်ဒီမှာ suspend နေရမှာကကျွန်တော်တို့ကဘယ်လို အေးပေါ်နင်ပို့တာမလို့ကျွန်တော်တို့အောက်ပန်းနဲ့ဆိုပြီးတော့ဖဲပေးကြမလို့ဘူးပေါ့ဒီမှာကျွန်တော်တို့ကအသေးစိတ်ရှိတဲ့လေးဖြည်းပြီးမယ်ဖြည်းပြီးပြီးရင်ဒီနေရာမှာတက်တော့ကျွန်တော်တို့က ID ဖြည့်သွင်းပေးရမယ် ID ဖြည့်သွင်းပေးမယ်ပြီးရင်ဒီရောက်မှာအကောက် information တွေထည့်ပေးရမယ် ရမှာထည့်ရေးပြီးတော့အကောက် information တွေထည့်ပေးမယ်။အကောလုံးအကောက် information ဘယ်လိုမျိုးဆိုရင်အကောက်ပြတ်သွားတဲ့ဒိတ်နဲ့ဒိတ်တိနော်ဒိတ်ထည့်ပြီးတော့မတိလည်းပါပြဿနာရှိရတယ်။ two step ခဏနိုင်ရင် two step email ရယ် password ရယ် user name ရယ် full name ရယ်ဒီမှာကျွန်တော်ထည့်ရေးပြီးတော့ထည့်ပေးရမယ်။လိုရေးမှဆိုရင်ထပ်ပေါင်းဥပမာပြရမယ်ဆိုရင်ကိုကြွညင်းရရတယ်လို့ထဲပေါ်တော့ကျွန်တော်ကတော့ LFC မကြွလို့ ဖြစ်တယ်လို့ပဲထည့်ထားတယ်။ဒါကကျွန်တော်ရေးဖို့ဝင်ဝင်ဝင်နေပဲကျွန်တော်ပြပြီးတယ်။ဟုတ်ပြီ။ဒီမှာဒါဖြည့်ပြီးမယ်။ဖြည့်ဖို့ရင် username full name oh sorry ဟုတ်ကြည့် full full name ဒါတွေဖြည့်မယ်။ဖြည့်ပြီးရေးဒီမှာကျွန်တော်တို့ ID ထည့်မယ်။ဒီမှာ ID နံပါတ်ကျွန်တော်နေချင်တဲ့ ID နံပါတ် ်တွေ့တော့နာချက်ခွင့်ရေကိုတော့ညာဒီရတယ်ဘာ full name ဖညာဘာဖြစ်လို့ကျွန်တော်တို့က ID ထည့်ပေးရလဲဆိုရင်ကျွန်တော်ဒီအကောက်ဘန်းခံရတဲ့ပတ်သက်ပြီးတော့ကျွန်တော် Telegram ကိုအယူခံမျိုးစုံဝင်နေနှစ်ပတ်လောက်တိတိကျွန်တော် နေ့တိုင်းဖြစ်ဖြစ်ပေးချင်တာကပေးကျွန်တော်ကဲနှစ်ပတ်လောက်ကြာ၃ပတ်နေပါလေရောက်ဝင်မယ်ဒါပေမဲ့သူတို့ဘက်ကတော့ အကြောင်းမပြောင်းဘူးနော်အကြောင်းမပြောင်းအကြောင်းလည်းမပြောင်းဘူးအကောက်လိုက်ပြမရဘူးအရင်ကကျွန်တော်ဘယ်လိုပုံစံမျိုးတင်ခဲ့ရလဲဆိုရင်ဖြတ်ကြပြမယ်ကျွန်တော်အရင်ကဒါလိုပုံစံမျိုးတင်ခဲ့ကျွန်တော်အကောက်ပြတ်သွားတဲ့ဒါကျွန်တော်စားပက်လာတာပေါ့နော်ကျွန်တော်သူ့ကိုလုပ်ပေးရကျွန်တော်မှအကောက်စပိုင်ချော့ပြပေးတယ်စပိုင်ချော့လည်းကျွန်တော်ဝင်တယ်ဒီမှာကျွန်တော် ေကစာရဝင်တဲ့မျိုးစုံရေးတယ်ပြီးတော့ဒီမှာလည်းရေးတယ်ဒီမှာကျွန်တော်ထိတ်ရည်နဲ့ကျွန်တော်ဖုန်းနံပါတ်အီးမေးလ် user name ဖုန်းနံပါတ်အဲ့လိုထည့်ပြီးတယ်ထည့်ပြီးရောတင်တယ်စပွန်ကျွန်တော်နဲ့အဲ့တော့ ID မပါဘူးကွနော်အဲ့ဒါမဲ့နံပါတ်တပတ်နံပါတ်လောက်ကြာလဲစောင့်နေအကောင့်လည်းပြတ်မရဘူးသူတို့ဖက်က တော့ပြန်စားလည်းမပေးဘူးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီတကာ ID ထည့်ပြီးရောတင်ရမယ်အင်းငါကျွန်တော်နေခဲ့တဲ့ ID မပါဘူးဒီတကာ ID ထည့်မယ်ဒီမှာကျွန်တော် ID နံပါတ်ထည့်မယ်ပြီးရင်မှတ်ဖို့နေပဲရှိမှတ်ဖို့တင်ရှိပြီး passport ရှိရှိတခုကိုစခွင့်ရောက်ရိုက်မယ်နော်ဒါပြီးရောဥပမာကျွန်တော်ပြမယ်ဆိုတော့ဒီကောင်လေးဖြည့်ပြီးပြထားလိုက်တော့ကျွန်တော်ဥပမာပြဆိုတော့ဒီကောင်လေး copy ပူးမယ် suspend ရသွားပြီးတော့လုပ်ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီမှာအောင်လို့ဖြည့်ပြီးပြီနော်ဖြည့်ပြီးပြီဆိုရင်ဒီမှာကျွန်တော် ID တစ်ခုတင်မယ်ဒီတော့ဥမာကျွန်တော်ဥမပြပြမှာဆိုတော့ဘောလုံးဟိုရတော့လဲဘယ်လိုပြရမလဲဟာပါအောင်ဒီကောင်မှတ်ဖို့တင် တော့မှတ်ဖို့တင်ဆက်ပါရောက်ပဲတို့ဖြစ်သဘောထားလိုက်မယ်ခေါင်းတင်မယ်ခေါင်းတင်မယ်ကျွန်တော်ကစံကုန်နေမယ်ဒါဆိုရင်ကျွန်တော်တို့ကအီးမေးလ်နေပြီးတော့ပို့ဟာအဆင်ပြေပြီဒါက ID ပါထည့်ပြီးတင်ပြီးတာနောက်တော့မှတ်ဖို့တင်လည်းဗာမှတ်ဖို့တဲ့ ID ထည့်ပြီးတော့တင်လိုက်တာဆက်ပြီးပြီးရင်နောက်ပတ်စံကကျွန်တော်တို့က Google ထဲသွားမယ် တယ်လို့ဆပုတ်တယ်လို့ဆပုတ်မှာကျွန်တော်တို့ကကော်ပီရှာမယ်ပီစတာနဲ့ဘယ်ဟော sorry စနားစာကိုပဲကော်ပီယူမယ်ကော်ပီယူမယ်ဒီနေရာမှာလေကနေ လကင်းလင်းလို့ဒီနော်ဒါပေါ့ကျွန်တော် service item တွေကိုအနေနဲ့တွန်းလိုက်မယ် email နဲ့တွန်းလိုက်မယ်မ email ထည့်မယ်ပြီးဒီမှာတောင်းခံနိုင်ရတဲ့ phone number ထည့်မယ်ကန်းနားလာဖုန်းတော့ထည့်မယ်ပြီးရေဒီမှာ submit ကိုနှိပ်ပြီးတော့ percent တင်မယ်ဒါဆိုရင်ကျွန်တော်တို့ရေခွန်ဝင်တာက email မှာဆိုရင် recovery ချိန်မြင့်မှာဆိုရင်ဟို google မှာဆိုလို့ရှိရင် စပုံးနဲ့အခုကာကွယ်နှစ်ခုဝင်ပြီးပြီပြီးရင်ကျွန်တော်တို့တယ်လီဂရမ်မှာအရေးကောင်းဝင်နေရှိတဲ့ဘယ်လိုမျိုးရှိလဲဆိုရင် စပိုင်ရယ်သူ့အိန္ဒိယရောစပိုင်ရယ် recovery ရယ် avs ခေါက်လာမသိအဲ့မဲ့ကျွန်တော်တို့ဝင်ရမှာကနှစ်ခုပဲဝင်ရရှိရယ်ကြက်တခြားအားတွေတော့ရေးစံမလို့တယ်လီဂရမ်စပုံးနဲ့ recovery နဲ့ပဲတွားကြီးယူကံဝင်ရမယ်နားလည်လားမသိဘူးကိုယူကံဝင်စားတော့ကိုစက်ကြိုက် ်ရေးရင်တလို့ရေးတက်တလို့ရေးပါတော့ကျွန်တော်ဒီမှာကျွန်တော်ရေးရတဲ့ဟာရှိတော့ပန်ဟန်ရနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီမှာရင်ကဒီမှာကျွန်တော်ရင်ကကျွန်တော်ဒီမှာဆိုရင်နေစာဆိုလို့ရှိရင်ဒီမှာဒီမှာကျွန်တော်အသေးစိတ် your name ဘာညာတော့ထည့်ပေးရခုနှစ်ပိုင်းပါထည့်ပေးရမယ်ဒီမှာသူစတဲ့ဘက်ကဝီရှင်ဖုန်းနံပါတ်ဒီမှာအသေးစိတ်ပေါ့နော်ဒါကတော့ကိုရေးရလို့ရေးတက်တလို့ရေးပေါ့ဒါကကျွန်တော်တို့ ID number ပဲနဲ့အယူခံဝင်တဲ့စာခုနကကျွန်တော်ပြခဲ့တဲ့ဟာကတော့ ID နဲ့ အယူခံဝင်နေလေးဖြစ်ပါတယ်။တခြားတစ်ခုကတော့ကျွန်တော်တို့ဘလို့ပဲဝင်ဝင် ID number ပဲနဲ့ဝင်တာအဲ့တော့ကျွန်တော်တော်တော်များများကိုကျွန်တော်စူးစမ်းခဲ့ပြီးဒါပေမဲ့ Telegram ဘက်ကအကြောင်းမျက်စာလည်းမရသလိုအကောင့်လည်းပြင်မရဘူး။ဒါကြောင့်ဒီလိုအယူခံဝင်ဖို့စူးစမ်းနေလေဆိုရင်ဆက်မဝင်ဘဲနဲ့ပေါ့နော်။မစူးစမ်းနဲ့မဆောင်နဲ့ရမှာမဟုတ်ဘူး။ဦးကျေးကြီးကျွန်တော်ဒီရတဲ့လောက်ပါတော့ခလေးဘက်ကအကြောင်းပြန်လဲဆိုရဲကျွန်တော်မကြောက်ဘူးသေးဘူးပေါ့နော်အခုဒါကတော့ကြော်ပြခဲ့ရအောင်ဆုံးစင်းပေါ့နော် Telegram ကိုပုံမှန်နိုင်ယူကမွေမယ်နဲ့ကျွန်တော် ID ပါထည့်ပြီးတော့ယူကမွန်ကြီးလုံဝက်ဆိုတော့ကျွန်တော်တစ်ဆန်းစောင့်ကြည့်မယ်ပေါ့သူတို့ဘက်ကအကြောင်းပြမလားမပြမလားအဲ့လိုအကြောင်းပြလားမပြလားကျွန်တော်ဘယ်မှာကြည့်ရမလဲဆိုရင်ပုံမှန်ဆိုရင် Telegram ဘက်က email စာပို့လို့ရှိရင်ကျွန်တော်တို့ဒီလို normal တိုင်းတော့ကြည့်လို့မရဘူးပေါ့ဟောကဒီလို normal တိုင်းတော့ကြည့်လို့မရတယ်တော့ချက်လို့မရတယ်လို့သာပေါ့သူတို့ email ပို့လားမပို့လားဆိုပြီးတော့ချက်လို့မရဘူးသူတို့ကတခါတည်းဆိုရင်သူတို့ပို့တဲ့စာရေးစာစပန်ထဲမှာဒီလိုစပန်ထဲမှာရောက်နေတဲ့လို့ ။အော် UMI ထဲမှာလည်းတစ်ချက်ကြည့်မယ်။ပြီးရင်ကျွန်တော်တို့ကဒီလိုထဲမှာတရောနေတယ်ပဲကျွန်တော်ဒီမှာလို Facebook group ကြီးပိုင်းလို notification notify ဆူထားတဲ့နေရာမှာအလုံးကြောင်းနေတယ်ပေါ့နော်။ဒီတိုင်းကြီးအပေါ်ကြီးလာတိုင်းဆော့ချပြီးကြည့်နေစမ်းမလို့ဘူး။ तू ကသူတို့ဘက်ကဟာကျွန်တော်အလိုတော်ပြီးရောတကူနဲ့ဟိုကျညာနေညက်နေကြတယ်ပေါ့နော်။အဲ့လိုတေးရဆေးပေးပါ။ဒါမှသူတို့ဘက်ကအကြောင်းပြအကြောင်းပြန်နေမပြောင်းဆိုတော့သိရမှာမို့နော်။ဟုတ်ပြီအားလုံးကနားလိုက်ကြမျိုးထင်ပါတယ်။ဒါကတော့ ID နဲ့ယူတော်ဝင်တဲ့နီးလေးပါ။စုံကြည့်ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ဗျာ။